ယူကရိန်းဟာကာကွယ်ရေးစွမ်းပကတိုးမြှင့်မှုပြင်းထန်နိုင်ငံကနေချက်တိုက်လေရင်အစင်းတရားဝယ်ယူမဲ့တမိုင်းဝင်သဘောတူညီချက်ကိုသမရဇလန်စကီးကပါရီမြို့တော်မှာတင်းလာနေကကြေညာခဲ့ပါရယ်ဇလန်စကီးဟာပြင်သစ်သမရအီမန်နျူရယ်မေခရွန်နဲ့တွေ့ဆုံပြီးရာဖေးချက်တိုက်လေရင်အစင်းတရားဝယ်ယူဖို့အတီးပြုချက်ကိုလက်မှတ်ရေးထိုးခဲ့တာပါ ပြင်သစ်နိုင်ငံဟာယူကရိန်းကိုဂျက်တိုက်လေယာဉ်ဟောင်းတွေထောက်ပံ့ခဲ့ပေမဲ့အခုရောင်းချမဲ့ရာဖေးဂျက်တိုက်လေယာဉ်တွေဟာနောက်ဆုံးမျိုးဆက်မော်ဒယ်တွေလို့သိရပါတယ်။သဘောတူညီချက်ထဲမှာလေကြောင်းရန်ကာကွယ်စနစ်တင်တဲ့ဂျားဖြတ်ဒရုန်းတွေရောင်းချဖို့လည်းပါဝင်ပါတယ်။ဂျက်တိုက်လေယာဉ်တွေဝယ်ယူရမှာထိန်းချုပ်ထားတဲ့ဘရရှားပိုင်ငွေကြေးတွေကိုသုံးစွဲနိုင်တယ်လို့ယူကရိန်းကပြောကြားခဲ့ပြီးဥယောပသမ္မဂကလည်းအဲ့ဒီအစီအစဉ်ကိုသဘောတူခဲ့ပါတယ်။ကျွန်တော်တို့သဘောတူညီချက်တွေကိုပြင်ဆင်ခဲ့ပြီး ဒီကနေ့လက်မှတ်ရေးထိုးခဲ့ပါတယ်။သဘောတူညီချက်တွေဟာကာကွယ်ရေးစွမ်းရည်မြင့်တင်ဖို့အရေးကြီးပါတယ်လို့ဇလန်စကီးကပြောပါတယ်။နီးကပ်တဲ့ဆက်ဆံရေးထူထောင်မှုနဲ့ယူကရိန်းကိုထောက်ပံ့မဲ့စစ်လက်နက်လုပ်ငန်းတွေပေါင်းစည်းရေးနဲ့လက်နက်ကင်တပ်ဖွဲ့ခင်းမီရေးကိုကျွန်တော်တို့အလေးပေးဆောင်ရွက်နေပါတယ်လို့မေခရွန်ကပြောပါတယ်။ရုရှားနိုင်ငံကစစ်အင်အားတိုးချဲ့နေတယ်လို့ယူကရိန်းတာဝန်ရှိသူတွေကသတိပေးပါတယ်။ရုရှားနိုင်ငံဟာဒီနှစ်ကုန်မှာဘုံလုံး12000ထိ ထုတ်လုပ်ဖို့စီစဉ်နေတယ်လို့ရုရှားစစ်ထောက်လိုင်းဌာနဒုတိယအကြီးအကဲကပြောပါရယ်ကီလိုမီတာ200အထိ ရောက်ရှိနိုင်တဲ့တာဝေးဒုံးကျည်တွေလည်းထုတ်လုပ်မဲ့အစီအစဉ်ထဲမှာပါတယ်လို့သူကဆက်ပြောပါရယ်ထိုင်ဝမ်ကိုဒေါ်လာ1900နီးပါးတန်ကြီးရှိတဲ့ခင်မီလေချောင်းရံကာကွယ်စနစ်တစ်ခုရောင်းချမယ်လို့အမေရိကန်ကအတည်ပြုလိုက်ပါရယ်အာရှပစိဖိတ်ဒေသမှာဩစတြေးလျနဲ့အင်ဒိုနီးရှားနိုင်ငံကသာအဲ့ဒီဒုံးခွင်းစနစ်ပိုင်ဆိုင်ထားပြီး ဒေါ်လာ1ဘီလီယံတန်ကြီးရှိစစ်လက်နက်ရောင်းချမှုရဲ့တစိတ်တစ်ပိုင်းဖြစ်ထိုင်ဝမ်ကအမေရိကန်ဒုတ်ဒုံခွင်းစနစ်၃ခုရရှိမှာပါ။နေဆမ်စတန်လက်လေကြောင်းရန်ကာကွယ်စနစ်ကို RTS ကုမ္ပဏီကထုတ်လုပ်ပြီးထိုင်ဝမ်အတွက်လက်နက်သစ်ဖြစ်လာမယ်လို့သိရပါဗျ။နေဆမ်စဒုံခွင်းစနစ်ဝယ်ယူဖို့ RTS ကုမ္ပဏီကို contract ပေးခဲ့ပြီး2030ခုနှစ်မှာပြီးစီးမယ်လို့ခန့်မှန်းရကြောင်းပင်တကွန်ကပြောပါဗျ။ ထိုင်ဝမ်ကိုဒေါ်လာတန်300တန်ချင်းရှိကြတိုက်လေရင်နဲ့အခြားလေရင်စိတ်ပိုင်းတွေရောင်းချဖို့အမေရိကန်နိုင်ငံကနိုဝင်ဘာ13ရက်မှာအတည်ပြုခဲ့ပါတယ်။ထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့တရုတ်နဲ့ဂျပန်ကြားတန်တမန်ရေးဆိုးဝါးလာခြင်းထိုင်ဝမ်ကိုစစ်လက်နက်ရောင်းချဖို့သတင်းထွက်လာတာပါ။အကြောင်းအရာတွေဖြည့်ရှင်းရမှာအင်အားသုံးဖို့တွေးခေါ်တာကိုတရုတ်နိုင်ငံကဆွလွတ်သင့်ပါတယ်လို့ထိုင်ဝမ်ကာကွယ်ဝင်ကြီးဝဲလင်တန်ကူကပြောပါရယ်တရုတ်ရဲ့တိုက်ခိုက်မှုကိုခုခံကာကွယ်ဖို့ ထိုင်ဝမ်စစ်တပ်ဟာလက်နက်ဝယ်ယူမှုအရှိန်မြှင့်နေပြီးရေချောင်းထောက်ပံ့ရေးလမ်းတွေကာကွယ်ဖို့ရေငုပ်သင်းမောတွေတိစောက်ဖို့လဲကြိုးပမ်းနေပါတယ်။